ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့အတွက်ဆွေးနွေးခဲ့တာဟာနိုင်ငံအဆင့်အရမလုံသင့်မလုံထိုက်တဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ CBEO Alliance မှာပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရတယ်။ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွှတ်တော်အမတ်ကိတ်ဗန်လေဗီနာဟာချင်းပြည်နယ်ကိုဝင်ရောက်ပြီးချင်းမျိုးသားတပ်အုပ် CNF CNA ဌာနချုပ်ကိုတွားရောက်ခဲ့ပြီးတော့ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့ဆွေးနွေးခဲ့တယ်လို့ The Hindu သတင်းဌာနကဖော်ပြခဲ့တာပါ။လက်ရှိမြန်မာနိုင်ငံရဲ့မတိမငင်ဖြစ်နေတဲ့ကာလမှာအခုလိုမျိုးလှုပ်ဆောင်တာဟာထူးဆန်းကြောင်း 7E ကို Alliance မှာပြောရေးဆိုခွင့်ရှိသူပုံမူကြီးစောကြောင်ညွန်ကဆီယနာသတင်းဌာနကိုပြောပါတယ်။ချင်းပြည်ကလည်းပဲကျွန်တော်တို့နိုင်ငံမှာ ဒီစိုက်ပါဝင်လာခဲ့တဲ့ဒါဆိုရင်ကျွန်တော်တို့နားလည်ရတော့ဆိုရင်တော့ဒီကျွန်တော်တို့အနာဂတ်မှာဖွဲ့စည်းဆောင်မဲ့အဲဒီမိုကရေစီတောင်းသူ့မှာရှင်းစီနေကြတော့ဒီနေ့တခုနေနဲ့ပါဝင်မဲ့ဟိုတိတ်တိုင်ခုလို့တော့ကျွန်တော်တို့အဲ့လိုပဲယူနေရှိတယ်အဲဒီနိုင်ငံတနိုင်ငံအနေပြီးတော့ဒီလက်ရှိနိုင်ငံကြီး comment commencer ça donc vous qu'un beau sur la ni à vous le pire mais c'est mal n'engagez n'engagez pas dans tout les choses à à pour 要了解弄弄哪样？哪样？弄弄这些的？呃，所以呢，目前我们这些家长都非常的重视啊。呃，就是有家长，家长都，夫妻有家长，双方双方都，家长都关注。那么这些，几岁的时候，大概都弄到哪里？呃，哪样？身体身体比较差，所以弄到哪里？目前目前在的弄到哪里？ ူပါမှုမျိုးတက်ချင်ပါလေ။ဒါပြင်အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်လွှတ်တော်အမတ်တဦးကလည်းတမူးကဘော်ချိုင်ဝမ်ကိုအိန္ဒိယနဲ့ပေါင်းစည်းရွှေ့နှိခဲ့တာပေါ့အခုလိုမျိုးချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့ပြောဆိုမှုအပေါ်ချင်းလူမျိုးတွေဘက်ကလည်းလက်ခံမှာမဟုတ်ကြောင်းမိမိတိုင်းပြည်အကျိုးစီးပွားအတွက်သူများတိုင်းပြည်ကိုထိခိုက်အောင်ပြောဆိုမှုအပေါ်လက်မခံကြောင်းတရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောကစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဟုတ်ကျမတို့လည်းမခံပါဘူးချင်းကလည်းလက်မခံပါဘူး ။အော်ဒါတော့ခင်ဗျာကဘာကြီးတစ်ခုလုံးနိုင်ငံရေးကကမောက်ကမာဖြစ်နေတာဘောနော်။အဲ့တော့ကို့အကျိုးစီးပွားဘဝနေပြီးတော့အဲပြောနေကြတာပဲဒီကို့တိုင်းပြည်ရဲ့အကျိုးစီးပွားကောင်းတာကောင်းမှုအတွက်ပြောတဲ့အခါမှာအဲကို့တိုင်းပြည်ကောင်းကျိုး အတွက်လုတ်တာသဘာဝကြတာပေါ့ဗျာနော်ဒါမှန်တယ်မှန်တယ်ဒါပေမဲ့သူများရဲ့အကျိုးစီးပွားကိုထိခိုက်ပြီးကိုယ်တိုင်းပြည်ကောင်းကျိုးလေးကွက်ကွက်ကလေးပဲကြည့်ရင်တော့ဒါလက်ခံမကြမရှိဘူးဗျာနော်အဲ့တော့အဲဒါအိန္ဒိယကဒီပါလီမန်အမတ်ကသူမဲရကိုလို့သူဘာညာအဲ့ဒါတွေအတွက် သူနိုင်ငံရေးရည်ရွယ်ချက်နဲ့ပြောတာဖြစ်မှာပေါ့ဗျာဒါဟာ အဲသူအခြေခံဟိုဘယ်လိုကောင်းလဲအတွေးခေါ်ပြတာပဲလေသူကသူ့တိုင်းပြည်သူ့ပြည်ရဲ့ကောင်းကျိုးအတွက်ပြောတာပြောလို့ရပါတယ်ဒါပေမဲ့သူများတိုင်းသူများလူမျိုးကြီးနေပြီးပြောတဲ့အပြောဆိုမျိုးကိုကျမတို့ကလက်မခံဘူးဗျာကျမတို့လည်းဘယ်တော့မှသူများတိုင်းပြည်သူများလူမျိုးကြီးခံရမှာမဟုတ်ဘူးကိုယ်တိုင်းပြည်ကိုယ်တိုင်းပြည်ကကိုယ်လူမျိုးတွေအားလုံးစီစီလုံးနေ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 ဖို့ပဲကျမတို့အားတန်းတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေနတ်ဆက်ကတည်င်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းက အိန္ဒိယအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘက်တစ်ခုတည်းကိုကြည့်ပြီးတော့နှစ်နိုင်ငံဆက်ဆံရေးကိုပြတ်ပြောင်းအောင်မလုပ်တင်ကြအောင်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနှင်းမြေပိုင်ဆိုင်မှုကိုလေးစားသင့်ကြောင်းတုံ့ပြန်ပြောကြားထားတာပါ။ဒါ့အပြင်အိန္ဒိယနိုင်ငံရေးသမားတချို့ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့အတိပေးတင်တာတွေနဲ့ပြောတင်တာတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းလည်းသူကပြောဆိုထားပါဗျ။မြန်မာအိန္ဒိယနယ်စပ်ဟာ2010မိုင်ကျော်ရှည်လျားပြီး 1626ကီလိုမီတာရှိကြောင်းတိုင်းတာပြီး908မိုင်ကျော်ရှိပြီးတော့ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ကြောင်းအခုပြောနေတဲ့ကဘောကြိုင်ဝမ်းဒေတာဆိုတာဟာလည်းအရင်တိုင်းတာပြီးအတိမတ်ပြုပြီးထဲမှာပါပြီးဖြစ်ကြောင်းနှစ်ဆက်ကဘက်ကသတင်းထုတ်ပြန်ခဲ့တာပါမြန်မာအိန္ဒိယနိုင်ငံနေကြားသမတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေတာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ကြောင်းနှစ်ဆက်ကဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ